င်ညောင်ရင်းမှာလည်းဒီတိုင်းပါပဲကျွန်တော်အမေရိကကိုပညာသင်သွားတော့အဲ့ဒီမှာကျွန်တော်မြန်မာမိသားစုတစုနဲ့တွေ့တယ်အဲ့ဒီမြန်မာမိသားစုကအဲ့ဒီတုန်းက Voice of America မှာအလုတ်လာလုတ်နေကြတဲ့မြန်မာအတန်ကဝန်ထမ်းကြီးဖြစ်ပါတယ်အဲ့ဒီဝန်ထမ်းမိသားစုဟာနောက်တစ်ချိန်မှာတော့ကျွန်တော်ရဲ့ရောက်ခမကြီးဖြစ်လာမယ့်မိသားစုပါပဲအဲ့ဒီမှာကျွန်တော်ဇနီးလုံးကိုကျွန်တော်စတွေ့ပါတယ် ျွန်တော်စတွေ့တဲ့အချိန်မှာ तू က16နှစ်လောက်ရှိပါသေးတယ်။အဲ့တော့တမျိုးတော့မထင်ပါနဲ့ကျွန်တော်16နှစ်သမီးကိုဘာမှမလုပ်ပါဘူး။ကျွန်တော်စတွေ့ခဲ့တာပါ။စတွေ့ပြီးခုနပြောသလိုကျွန်တော်နှစ်နှစ်လောက်နေတော့မြန်မာပြည်ပြန်လာတယ်သူတို့ကကြံ့ရင်ခင်တယ်။ဘာလို့သူတို့ကအလုတ်က9နှစ်ဆိုတော့ကြံ့ရင်ခင်တယ်။ကျွန်တော်မန္တလေးပြန်သွားတယ်။မန္တလေးမှာနေသေးတယ်။နောက်အမေကိုဈေးကူဖို့ရန်ကုန်ကို ပြောင်းလာတယ်။ ြောင်းလာပြီးတော့ကျွန်တော်ကရန်ကုန်ရောက်တော့မှအဆိုင်မြင်ပြီးလို့ပြန်လာတဲ့ကျွန်တော်ရောက်မှမိသားစုနဲ့ကျွန်တော်ပြန်တွေ့ပါတယ်ပြန်တွေ့တဲ့အချိန်မှာကျွန်တော်ဇနီးလောင်းဖြစ်လာမယ်လက်ရှိကျွန်တော်ဇနီးဟာအသက်16နှစ်လောက်ရှိနေပါပြီလှတာပေါ့ဗျာမဟုတ်လားလှတော့လေကလေးမလေးကကြိုက်တာပေါ့နော် ူကကြိုက်တာပါနော်ခုချိန်ကြီးကျွန်တော်တို့လင်မယားငယ်အောင်မှာရည်စားစကားမသူရင်ရင်စပြောတယ်ဆိုတာကိုအခုကြည့်မသေးခွဲဘူးကျွန်တော်တို့နော်အဲ့တော့ကြိုက်လို့ယူလိုက်တာပေါ့ရတဲ့အချိန်ကြီးလိုက်တော့အမင်စာကျူးလက်ကြိုက်သားဗျာဒွိကျူလေးတူရဲ့သူ့ကိုယူတော့ကျွန်တော်အသက်30အသက်30ကိုဒွိကျူတော့55 15ကိုလေးတူတော့19သူ19ကျွန်တော်30 ကျွန်တော်တို့အိမ်အောင်ကြလာတယ်။ဘာလို့ယူလိုက်တာလဲမိဘပေးစားတာလားမဟုတ်ဘူး။ကိုကြိုက်လို့ကိုယူလိုက်ကြတာ။ဒါပေမဲ့အချိန်လုံလောက်အောင်ယူပြီးတော့တယောက်ကြောင်းတယောက်တိတ်အောင်တော့ဘယ်လောက်ခင်နိုင်မလဲ။ကျွန်တော်တို့တွေ့ဆုံချင်းကတော့နေခဲ့တာပေါ့။ချစ်လို့ယူလိုက်တဲ့အတွက်ယူပြီးတဲ့နောက်အိမ်အောင်ကြီးဟာအရန်ကိုပျော်စရာကောင်းပါနဲ့။ ဒါပေမဲ့အင်ကြောင်လို့ရင်ထုံးစံတန်းတမိလေးတယောက်ရပြီးနှစ်နှစ်သုံးနှစ်လောက်ကြာတော့သူနဲ့ကျွန်တော်နဲ့ကွာချားချက်တွေက အတော်များတာဟုတ်အတော်များဆိုဘာမှကိုမတူတာဥမာကျွန်တော်ကတချင်းကြိုက်တယ်ဘသူကြိုက်လဲစန္ဒယာချစ်ဆိုရီမမအေးမေလမြိုင် ကြိုက်တာပေါ့ကျွန်တော်အယူနဲ့ကျွန်တော် तू อ่ะအဲ့ဒါကြီးနားကိုမထောင်ဘူး तू อ่ะတော့ဇောဝင်းထွတ်မှကျွန်တော်မို့မှဝိတုတွေဖတ်တယ် तू လည်းဝိတုဖတ်ကျွန်တော်လည်းဝိတုဖတ်ကျွန်တော်ကဝိတုကိုကြိုက်ကြတာဓုတို့အောင်လင်းတို့တကုံရွှေများတို့ तू อ่ะတော့ဂျူးမှဂျူးဟာလူတွေဆက်ဆံတဲ့နေရာကြတော့လေကျွန်တော်ကတော့လာတဲ့ကောင်ဆိုတော့ လူတွေကိုတိတ်အာဏာတတ်တာကိုတော်ရုံတိုင်းရောဟာဆိုကျွန်တော်မပြောဘူးသီးခံနေသူကတော့အမေရိကန်မှာအထက်တန်းကျောင်းပြီးလာတဲ့လူဆိုတော့အမေရိကန်စတိုင်ပေါ့ဗျာပြက်တာပေါ့မဟုတ်လားပြောစရာရှိလဲဘွင်းမင်းမပြောချရည်သာဟာကျွန်တော်မှာအားရင်းသာညည်ရယူရတဲ့ကာလန်ကြီးကများတဲ့များများလာတာဒီလိုနဲ့ကျွန်တော်တို့အိမ်ကောင်တော်တော်ကြာလာတော့တနေ့ကြတော့ အဲ့ကန်းထဲမှာငယ်ောက်ထိုင်နေရင်းနဲ့ကျွန်တော်ကကျွန်တော်ဇနီးကိုပြောမိပါတယ်လူတွေကပြောကြတယ်ကွာလို့မင်းနဲ့ငါနဲ့ကနေနံမတူဘူးလို့ပြောကြတယ်သူကဆွေတားလေးထိုးနေရကနေပြီးတော့ဟုတ်လားတဲ့အေးစစ်စစ်ပါသူကဟုတ်လားအေးဟုတ်တယ်မင်းကကြာတဲ့ပတိငါစနေနေနံမတည့်ဘူးကြည့်ပါလား ငါကတခြင်းဆိုရင်စံညာချစ်ဆွေတွနေသိမ့်တံမင်းကဇဝန်ထော့လွန်မိုးဝိတုဆိုရင်ငါကတာတုတကုံရှင်များရွှေတော်မင်းကဂျူးမှာဂျူးလူတွေဆိုရင်ငါအာနာတတေမင်းကလူတွေဆိုတိတိကျကျအလုံးလို့တတ်မင်းကငါနဲ့တူတာဘာတစ်ခုမှမရှိဘူးအဲ့လိုတော့ပြောတော့ तू ကငါနဲ့စိတ်ရှုပ်တာပေါ့မဟုတ်လားဘာလီလာပြောနေတာလဲပေါ့ တက်ကြီးဘာကြီးပြောနေတာတို့အဲ့ဒါငါစဉ်းစားနေတာကုမင်းငါနဲ့ဘာမှလည်းတခုချင်းသဘောထားချင်းမတိုက်ဆိုင်ဘူးတဖေးတမေးစီကမွေးလာတဲ့မင်းနဲ့ငါဘာသဘောတရားမှမတိုက်ဆိုင်ဘဲနဲ့အိမ်တော်ကြလာကြတာအခုကလေး၃ယောက်ရပြီ နှစ်30ကျော်လာခဲ့ပြီလို့အဲ့ဒါဖြစ်လေတဲ့ လေတန်းနည်းနည်းမာလာတယ်ကျွန်တော်အဲ့ဒါဘာဖြစ်လဲအဲ့ဒါမင်းဘတ်ကြောင့်လို့ထင်တော့ဘယ်သိမလဲအဲ့ဒီမှာကျွန်တော်ကခါလေးကိုညွတ်သူ့နားလေးကိုနားနားကိုကျွန်တော်ပါစပ်ကလေးကပ်ပြီးတော့ကျွန်တော်တိုးတိုးလေးပြောလိုက်ရဲ့သူ့ကိုအဲ့ဒါအချစ်လို့ခေါ်တယ်ငါပြောလိုက်တာပြောလိုက်တော့စောစောကမျက်နှာကြီးတင်းပြီးတော့ကျွန်တော်ဘောမှာ မကြည်မငတ်ဖြစ်ရင်မျက်နှာကြီးကပြီးတကြီးဟာလမင်းကြီးကြနေတာပဲဝင်းသွားလိုက်တာလမင်းကြီးပြပြုံးပြီးတော့ဝင်းသွားပြီးတော့ကျဉ်တ်သွားတာပေါ့မိမပဲဗျာယောက်ျားချစ်တယ်ပြောတော့ကျဉ်တ်တာပေါ့ကျဉ်တ်သွားဒါမဲ့သူကကျဉ်တ်ရုံနဲ့မပြီးဘူးဗျာမိမဒီမှာအကျင့်တခုရှိရယ်မရှိကိုရှကန်းဖြစ်သွားတာရှကိုရှကန်းဖြစ်တော့ဘာလုပ်လဲဆိုတော့လုံမိလုံရလုံတာ သူနဲ့ကျွန်တော်နဲ့ကဘေးချင်းရှင်ထိုင်နေတော့ရှက်ပြီးတော့ကျွန်တော်ဘိုက်ကိုလေတတောင်စင်းနဲ့တွက်လိုက်တာပါဇက်ကလည်းပြောလိုက်သေးတယ်အမေသွားဆိုပြီးတော့အဲလှုပ်လိုက်တာအဲ့ဒီမှာကျွန်တော်ကကျွန်တော်ရဲ့ဘဝအတွေ့အကြုံဆောင်းပါးကိုဒီလိုဆုံးသတ်ပါတယ်ဒီကြောင်မှာအာမပါဘူးဆိုတာကျွန်တော်သာအသိဆုံးပါ ကျွန်တော်ဗာပြောချင်တာလေအိမ်ောင်ရေးဆိုတာခိုင်မြဲဖို့ယူတာ၊ကွဲဖို့ယူတာမဟုတ်ဘူး။အိမ်ောင်ဘက်မှာတဘောတာမတိုက်ဆိုင်နေဆိုတာတဘာဝပဲ။အကုန်လုံးဘယ်လိုမှမတူနိုင်ဘူး။တူတာကိုလိုက်လိုက်ရွေးပြီးယူရတာမဟုတ်ဘူး၊ချစ်လို့ယူရတာ။ဒါကြောင့်အိမ်ောင်ကိုပြုတ်ကွဲမခံပါနဲ့။အိမ်ောင်ကိုထိမ့်ပါ။အဲ့တခုတော့ရှိတာပေါ့။ခရမလွန်နိုင်တဲ့ဟာတခုလုပ်ရင်တော့လဲကွဲတံကွဲရမှာပေါ့။ မဟုတ်ဘူးလားအဲ့ဒါဘာလဲဆိုတော့ကျွန်တော်အတွက်တော့ခွင့်မလွတ်နိုင်တဲ့အလုပ်ကလူမှုရေးဖောက်ပြန်တာပဲလေဒါတော့ကျွန်တော်ခွင့်မလွတ်ဘူးပေါ့ကျင်နာတော့ဗျာတေးဖွဲ့ကြီးလုံမနေပါနဲ့ထားစမှာကိုယ်အိမ်ကြောင့်ကိုနော်အဲ့တော့ကျွန်တော်အိမ်ကြောင့်ကိုကျွန်တော်မပြုတ်ကွဲအောင်ထိန်းနေဆိုတော့ခဏိကျွန်တော်အပေါင်းအသင်းကျွန်တော်မိတ်ဆွေတွေရမှာကျွန်တော်တို့လင်မယားကိုစံပြဖြစ်ပြောကြလေရှိပါတယ်ကျွန်တော်ဒီလိုထိန်းနေတာဘာကြောင့်လဲ ျွန်တော်အိမ်ကြောင်မပြုတ်ခွင့်အောင်ကျွန်တော်ထိနေတဲ့ယေရှုရှင်ကကျွန်တော်အဖေပဲကျွန်တော်အဖေကြောင့်ကျွန်တော်ထိနေတာဘာဖြစ်လို့လဲကျွန်တော်ဘေးကကျွန်တော်တို့ကိုပြစ်ပြီးနောက်အိမ်ကြောင်ပြုတ်သွားတော့ကျွန်တော်ကကျွန်တော်အမေနဲ့ကျွန်တော်ညီနဲ့မန္တလေးမှာမျက်စိတငယ်နဲ့ဘဝကခက်ခက်ခဲခဲရုန်းကန်ရတဲ့အခါမှာအော်အိမ်ကြောင်ကြီးပြုတ်ကွဲသွားတဲ့မိသားစုရဲ့သားသမီးတွေဟာအလွန်ကြမ်းတမ်းမှလားဘဝ ဘလောက်ကြီးကြမ်းတမ်းလဲဆိုကျွန်တော်ညီကိုညောက်ရှိတာကျွန်တော်ကတော့လက်မတင်လေးအတိလေးရှိလို့ဒီဘဝညီချင်းကြီးခင်ဗျားတို့ရှေ့မှာရောက်လာပြီမဲ့ကျွန်တော်ညီကတော့ငငယ်ရွယ်နဲ့ရစ်ထုတ်ကြီးဖြစ်ပြီးကွယ်လွန်သွားချပါပြီသူ့ကိုကျွန်တော်မကြည့်နိုင်ဘူးလေကျွန်တော်ကလည်းကျွန်တော်ဟာကျွန်တော်ပဲကျွန်တော်ဘဝကျွန်တော်ရုန်းကန်နေရတော့ညီကိုညောက်ပဲရှိတာကျွန်တော်လည်းငယ်တဲ့ကောင်ကကျွန်တော်အရင်သေးပြီကျွန်တော်ဒါကိုပြန်တွင်းမိကြရင် အိမ်ကြောင်ကွဲဖြစ်သွားတဲ့မိသားစုတွေရဲ့သားသမီးတွေဟာဘလောက်ဘဝမှာညင်နာသွားနိုင်တယ်ဆိုတာကိုသိတဲ့အတွက်ခဏိသားသမီး၃ယောက်ရနေတဲ့အချိန်မှာကျွန်တော်အိမ်ကြောင်ကျွန်တော်ဘယ်လိုမှပြောကွဲမခံနိုင်ဘူးကျွန်တော်တတ်နိုင်သမျှကျွန်တော်သီးခံပေါ့တိမခံနိုင်စရာလည်းအကြောင်းမရှိပါဘူးနော်ကျွန်တော်ကျင်သုံးတာတခုပဲရှိတယ်ပြောကျင်တာပြော ပြန်မပြောဘဲနေလိုက်တာပဲဒါဒါအကောင်းဆုံးနေတဲ့နည်းပဲနော်အော် အဲ့တော့ပြောချင်တာ၃ခုရှိပါပြီနံပါတ်၁ဂျေစုတည်ပါမဟုတ်လားဂျေစုတည်ပါနံပါတ်၂မိဘကိုဂျေစုဆက်ပါနံပါတ်၃ကအိမ်တောင်ကိုဘာဖြစ်လဲထင်သိမှာနော်ဒါလေးကျွန်တော်ကျွန်တော်ဘွားကနေပြီးတော့မြဝေပြောခြင်းဖြစ်ပါတယ်ကျွန်တော်ပြောမယ့်ခေါင်းစဉ်ကပိုကြီးကောင်းမွန်သောအနာဂတ်ဆိုတာကျွန်တော်အသက်69နှစ်ရှိပြီ အစိုးရဝန်တန်းဘဝ45နှစ်အလုပ်လုပ်ခဲ့ပြီအငိမ့်စားယူတာ9နှစ်ရှိပြီမိုးလေဝသအလုပ်ကိုကျွန်တော်လုပ်နေတာ52နှစ်ရှိပြီခဏိချင်းထိခက်ကောင်းတစ်ခုကိုကျွန်တော်တို့မရောက်သေးပါဘူးဒါပေမဲ့လက်ရှိအချိန်ဒီမှာတော့ခက်ကောင်းတစ်ခုရောက်တော့မဲ့အနေထားလေးကိုကျွန်တော်တို့တွေ့နေကြပြီကျွန်တော်တို့ကြိုက်နေတဲ့ အုတ်ချုပ်သူအစိုးရကိုကျွန်တော်တို့ရွေးခဲ့ကြပြီကျွန်တော်တို့နောက်ကြောင်းပြန်ဖို့ဘယ်လိုနည်းမှမဖြစ်နိုင်ပါဘူးကျွန်ရှေ့ကိုပဲတွားကြရမယ်တိုးတက်အောင်ကျွန်တော်တို့လှုပ်ကြရမယ်ဒီနေရာမှာပင်းတရားတော်တော်ကဆရာဝန်ကြီးတမ်းမင်းထွန်းရေးတဲ့ကဗျာလေးသူရွတ်ပြတာကျွန်တော်ပေးတဲ့တယောက်နေနဲ့နားထောင်ခင်ရတာလေးကျွန်တော်လုံးဝအကုန်လုံးတော့ပြန်မရဘူးပေါ့လေသို့တော့ သူရွတ်တာလေးတခုကိုကျွန်တော်ကြိုက်လွန်းလို့စိတ်ထဲကမှတ်ထားလိုက်ပါတယ်ဒီဤကမြလေးကပါလဲဆိုမင်းမပါရင်ဘာမှမပြီးမင်းပါတော့လေဘာမှမပြီးရဲ့ငါမပါရင်ဘာမှမပြီးငါပါတော့လေဘာမှမပြီးသူမပါရင်ဘာမှမပြီးသူပါတော့လဲဘာမှမပြီး မင်းသူငါအလုံးမပါရင်ဘာမှမပြီးမင်းသူငါအလုံးပါရင်တော့အရာရာပြီးတဲ့သူကပြလေးကဒါပါပဲကျွန်တော်တို့အလုံးပါမှဖြစ်မယ်အဲ့တော့ကိုကိုအပီကျဲကတော့ဒီကောင်းစင်နေနဲ့ပြောတယ်ဘိုင်တူတွင်းရင်ရွေးနိုင်ပါသည်ဆိုတာကိုအပီကျဲပြောတာကျွန်တော်အလုံးပါမှဖြစ်မယ်အဲ့တော့ကျွန်တော်တို့ကစနစ်ကိုပြန်ကြည့်တော့စနစ်ကဒီမိုကရေစီစနစ် ဒီမိုကရေစီစနစ်ရဲ့အနှစ်ကပြည်သူစံတာနဲ့အုပ်ချုပ်တဲ့စနစ်ပြည်သူကအဆုံးဖြတ်ပေးတဲ့စနစ်ဒါကြောင့်အဆုံးဖြတ်ပေးမဲ့ပြည်သူဟာအသိပညာရှိဖို့လိုတယ်အမှန်တရားပြောရရင်ကျွန်တော်တို့အသိပညာရှိဖို့လိုတယ်အတို့တွင်ကျွန်တော်တို့ကပုံရိပ်ကောင်းသောအနာဂတ်ကိုတွားဖို့အတွက် ကျွန်တော်တို့ကိုယ်တိုင်ကိုကပြည်သူတွေကိုယ်တိုင်ကိုကပြုပြင်တဲ့နာကိုပြုပြင်ရလိမ့်မယ်ပြုပြင်တော့မယ်ဆိုရင်ပထမဦးဆုံးသိရမှာကဘာတွေချုပ်ရင်းနေလဲဆိုတာသိရလိမ့်မယ်အာနေချက်တွေချုပ်ရင်းချက်တွေမသိဘဲနဲ့တော့ခင်ဗျဘာမှပြုပြင်လို့မရအောင်အဲ့တော့ချုပ်ရင်းချက်တွေကိုရှာလိုက်တော့အများကြီးပေါ့ကျွန်တော်တို့စီမှာမြန်မာပြည်ကိုကြည်ပါလားပညာရေး ကဘာမှာအောက်ဆုံးကျမ်းမာရေးအောက်ဆုံးအကျင့်ပြတဲ့လက်စားမှုအောက်ဆုံးနေရာတကမှာနလန်မထူလောက်အောင်ကျွန်တော်တို့အောက်ကျနောက်ကျဖြစ်နေတယ်အဲ့ဒီအဲမှာကျွန်တော်တို့အရေးကြီးဆုံးနဲ့အရင်ဆုံးပြုပြင်သင့်တဲ့ချိုးဝင်ချက်ကတော့စိတ်တက်ပါပဲ mindset ပါပဲဒါကိုကျွန်တော်အရင်ဆုံးပြန်ရလိမ့်မယ် မိုက်ဆက်ကိုပြင်တော့မယ်ဆိုတော့ကျွန်တော်တို့ဘယ်သူမိုက်ဆက်ကိုများနမူနာယူမလဲကျွန်တော်မြင်လာတော့ပြီးခဲ့တဲ့2015ခုနှစ်တုန်းကတက်ရှိတင်သားတာရှိမယ်ဆိုရင်တော့အသက်တရာကိုစီကိုစီပြေးကြမယ်ဖြစ်တဲ့ပုံကိုကြီးနှစ်ယောက်ကတော့မျက်စိရမှာမြင်တယ်ဗျာပထမတစ်ယောက်ကတော့မန္တလေးရဲ့အကျော်အမောင်းအမေလူတုတော်မှာပါပဲဒုတိယတစ်ယောက်ကတော့မြန်မာနိုင်ငံရဲ့ အမျိုးသားကောင်းဆောင်ကြီးဘူချုပ်အောင်ဆန်းပါပဲလူငယ်တွေဘူချုပ်အောင်ဆန်းကြောင်မသိတော့ဘူးလူငယ်တွေဘူချုပ်အောင်ဆန်းကြောင်လိလာစီခြင်းနဲ့ကျွန်တော်ကိုယ်နိုင်လဲဘူချုပ်ကိုမသိခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မွေးတဲ့အချိန်မှာဘူချုပ်ကကွယ်လွန်ရှာပါပြီကျွန်တော်က1948ခုနှစ်မှာမွေးတယ်ဘူချုပ်က58ခုနှစ်မှာလှုပ်ကြံခံရပါတယ်အဲ့တော့ကျွန်တော်မွေးတော့ဘူချုပ်မရှိတော့ပါဘူးသို့တော့ ်စာပေရဲ့ယေရှုကြောင့်ဘိုလ်ချုပ်အကြောင်းကြီးကျွန်တော်သိလာခဲ့တယ်။ဒါကြောင့်စာဖတ်ပါလို့ပြောခြင်းဖြစ်ပါတယ်။ကျွန်တော်ဘိုလ်ချုပ်အကြောင်းပထမဦးဆုံးစသိတဲ့အတွေ့အကြုံကတော့ကျွန်တော်အထက်တန်းကျောင်းသားဘဝမှာဖြစ်ပါတယ်။ကျွန်တော်အထက်တန်းကျောင်းသားဘဝမှာမြန်မာစကားပြီးသင်ရပါတယ်။အဲ့ဒီသင်ရတဲ့မြန်မာစကားပြီးထဲမှာဘိုလ်ချုပ်အောင်ဆန်းအကြောင်းပါပါတယ်။ ကျွန်တော်မှတ်မိတဲ့လောက်အဲ့ဒီဘုရားအောင်ဆန်းကြောင်ရေးတဲ့ဆိုင်းဆရာကြီးဟာဆရာကြီးမောင်ထင်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဘုကျုပ်ကျောင်းပထမဦးဆုံးဆက်ဖတ်တဲ့ဆေကျော်သက်အရွယ်မှာမှန်ကန်သောတစ္ဆာစကားပါကျွန်တော်စိတ်တိမွင်ရင်ထမိပါတယ်ယူသားလိုက်တာဖြောက်မှတ်လိုက်တာတတ်တိရှိလိုက်တာအမျိုးအမြင်ကြီးလိုက်တာကိုကျိုးစွန့်လိုက်တာ ကျွန်တော်တို့စံမှုနာယူစရာလေးကြီးပဲဘုโจအเจ้าမှာအများကြီးတွေ့ရပါတယ်အဲ့ဒီတပုတ်တည်းနဲ့ကျွန်တော်ဟာဘုโจကိုးကွယ်သူတစ်ယောက်ဖြစ်သွားတယ်ကျွန်တော်ကကျွန်တော်ပဲမှန်တဲ့တိုင်းပြောရရင်ကြီးလာရင်ဘုโจလိုလူတယောက်တောင်ဖြစ်ချင်လာခဲ့ပါတယ်စိတ်ထဲမှာနောက်ပိုင်းမှာဘုโจအเจ้าကိုထက်ထက်ပြီးတော့ဖတ်မိလေးလာမိတော့ ဗိုလ်ချုပ်နဲ့ပတ်သက်ပြီးကျွန်တော်နှစ်သက်တဲ့အရာတွေကိုအချင်းချုပ်လိုက်တော့ကျွန်တော်၅ချက်တွေ့ပါတယ်ကျွန်တော်နမူနာယူခြင်းနဲ့အချက်၅ချက်ဗိုလ်ချုပ်စီမှာရှိပါတယ်ခတ်တော်လိုပဲကျွန်တော်ပြောပါမယ်ပထမအချက်ကတော့ဗိုလ်ချုပ်ကယူသားတယ်ဒါကိုကျွန်တော်ကြိုက်တယ်မဟုတ်တာမလုပ်ဘူးမမှန်တာမလုပ်ဘူးဒုတိယအချက်ကဗိုလ်ချုပ်ကဖြောင်းမတ်တယ်ရှေ့တစ်မျိုးမျိုးမမြင်တစ်မျိုးမြင်တစ်မျိုး 不就嘛，没义务，对，阿家家康呢，第四家，但听啊，生家干咯，不就干，得得喽，得交流都水库的他的，上来的水，二来的水，边疆的来的水，大来的水，地水的库来转，得想呢，谁家健康来讲，起们就起码来的，下面还有谁干嘛喽？ ဗိုလ်ချုပ်ထားတဲ့တကြောင်တီးသောစိတ်ကမြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ပဲဒါကလွဲလို့ဗိုလ်ချုပ်ဘာမှစိတ်ဝင်စားဘူးဒီစိတ်တက်လဲကျွန်တော်ကြိုက်အဲ့ဒါကြောင့်ထင်ပါရဲ့ကျွန်တော်မိုးလေဝသရုံမှာ45နှစ်လုပ်ဖြစ်တာကျွန်တော်မပြောင်းပါဘူးပိုကောင်းတာကြီးရှိသားပဲကျွန်တော်ပြောင်းမှာမပြောင်းလားနော်ဘာဖြစ်လို့လဲဒီဌာနမှာကျွန်တော်ပြောလို့ကျွန်တော်လုပ်နေတာကျွန်တော်ကျေးဇူးဆက်တာပဲနံပါတ်၄ချက်ဗိုလ်ချုပ်က ဒီရည်သွေးရှိတယ်အဲ့ဒီအရည်သွေးကတော့သူတစ်ပါးပေါ်မှာလွှမ်းမိုးနိုင်တဲ့အရည်သွေးရှိတယ်အင်္ဂလိပ်လက်အောက်မှာနေပေါင်းများစွာနေလာပြီးအင်္ဂလိပ်တွေကိုတိုက်ထုတ်ချင်တော့ဂျပန်တွေကိုတွားခေါ်တယ်ဂျပန်တွေကဘိုလ်ချုပ်ပြောတာကိုလက်ခံပြီးတော့လိုက်လာတယ်ဂျပန်နေရဲ့လက်အောက်ကိုရောက်သွားတော့ဂျပန်နေကဖက်စစ်စနစ်နဲ့အုပ်ချုပ်တဲ့အတွက်ဂျပန်နေကိုဆက်ထားလို့တော့မဖြစ်ဘူး ဒီဂျမန်ငင်ကိုတော့တွန်းလာမှဖြစ်မယ်ဆိုပြီးအင်္ဂလိပ်ကိုတွားပြန်ခေါ်တော့လဲအင်္ဂလိပ်ကြီးလိုက်လာတယ်ဟုတ်ဘူးလားအင်္ဂလိပ်ကြီးလိုက်လာပြီးတော့အင်္ဂလိပ်ကြီးလက်အောက်ရောက်တော့ဘုဂျုတ်ကမဖြစ်တော့ဘူးဒီတခါတော့ကိုတိုင်းပြည်ကိုကိုဟာကိုပဲဥဆောင်မှဖြစ်မယ်ဆိုပြီးတော့အင်္ဂလိပ်ကိုစပြီးတော့လွတ်လပ်ရေးတောင်းဆိုရယ်လွတ်လပ်ရေးတောင်းဆိုတော့အင်္ဂလိပ်ကြီးကဈေးဆက် တောင်ပေါ်နဲ့မြေပြန့်ဆိုပြီးတော့ခွဲပြီးစကားပြောတယ်အေးမင်းတို့လွတ်လပ်ရေးမင်းတို့မြေပြန့်သားတွေကမင်းတို့မြေပြန့်သားတွေအတွက်တောင်းပါတောင်ပေါ်သားတွေအတွက်တော့ထားလိုက်ပါသူတို့ကသူတို့တောင်းပါလိမ့်မယ်အင်္ဂလိပ်ကပြောတယ်သူကသိတယ်လေတောင်ပေါ်သားတွေမတောင်းတတ်ဘူးဆိုတာသူသိတယ်အဲ့တော့ဘုရားကမဖြစ်ဘူးဒီနေရာမှာတောင်ပေါ်မြေပြန့်ရင်လို့မရှိဘူးလွတ်လပ်ရေးရရင်တော့တတိုင်းတပြည်လုံးအတူတူပဲရရမယ်ဆိုပြီးဘုရားစပြီးတော့လှုပ်တော့တာပဲလေ တိုင်းသားခေါင်းဆောင်22ဦးနဲ့တွေ့ဆုံပြီးတော့ဆွေးနွေးလိုက်တာ1948ခုနှစ် February 10ကနေဆွေးနွေးလိုက်တာ17ရက်နေ့မှာသဘောတူညီချက်ရ17ရက်နေ့မနေ့စင်တိုင်းမှာလက်မှတ်ထိုးတမိုင်းဝင်တဲ့စာချုပ်ပင်လုံစာချုပ်ဖြစ်လာတယ်။တိုင်းသားခေါင်းဆောင်22ဦးကဗိုလ်ချုပ်နောက်ကိုအလုံးပါလာတယ်။အာဗိုလ်ချုပ်ရင်ဗိုလ်ချုပ်ပြောရင်အကုန်လုံးလက်ခံကြတာပဲ။ ီလိုပါရမီမျိုးရကျင်လိုက်တာ။အော်ဒါပေမဲ့ဒီပါရမီမျိုးရဖို့ဆိုတာလွယ်လွယ်နဲ့တော့ရမှာမဟုတ်ဘူး။ယင်းဒီမြုံနိုင်ရတဲ့အည်လွေးတွေကတော့အများကြီးလိုလိမ့်မယ်။ယုဒာမယ်ဖြောင်းမရမယ်။ဥဆောင်နိုင်ရမယ်။အမျော်မြင်ရှိရမယ်။သီးခံရမယ်။ယေစွန်တတ်တည်ရှိရမယ်။ကျွန်တော်အားကြတယ်ဗျာအဲ့လိုပါလေနော်နောက်ဆုံးနံပါတ်5ကတော့ ဗိုလ်ချုပ်ရဲ့ဘဝမှာဗိုလ်ချုပ်ကဘယ်တော့မှဘယ်တော့မှ ပက္ခာတနာမမက်ဖ ೇನೆ ရိုးရှင်းတဲ့ဘဝကိုပဲနှက်တက်ခဲ့တယ်။တိတ်တဘောကြတယ်ကျွန်တော်နော်။အဲ့ဒါကတော့ကျွန်တော်တာဏကလေးတစ်ခုပြလို့ရပါတယ်။အဲ့ဒါကတော့ဗိုလ်ချုပ်ရေးခဲ့တဲ့စာလေးချက်ဆောင်ပါပဲ။ကြီးစာကိုရေးတော့ဗိုလ်ချုပ်ကစစ်တေနာပတိချုပ် ဖြစ်နေပြီမြန်မာနိုင်ငံမှာယာတူးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်နေပြီအင်္ဂလိပ်စီကလွတ်လပ်ရေးရဖို့နေမအိတ်ညမအိတ်နဲ့ဗိုလ်ချုပ်အလုပ်တွေရှုပ်နေလိုက်တာစေယုံချုပ်မှာပဲအိတ်ရတဲ့အထည်ဖြစ်တော့အင်ကိုလည်းပြန်မရောက်တာကြာပြီမိသားစုစိတ်သက်ရှိတဲ့ဗိုလ်ချုပ်ဖြစ်တော့အင်ကိုတတိယလေအင်တမင်းအဟင်းလေးတွေတတိယတန်းတဲ့တငိတ်တော်သူက ိမ်မှာကြံရင်ခဲ့တဲ့ဇနီးတဲ့ဒေါခင်ဂျီစီကိုစာလေးကျဆောင်ရေးပါတယ်စာလေးကတူတူလေးပါပိဒတ်ကြီးတိတ်မှာပါကြီးစာနာမည်ကျော်စာပါပဲကြည်ရင်ပဲပြုံးတဲ့နံပြားရရင်စားကျင်နေအောင်ဆန်းသူစာဒါပဲကျွန်တော်ပါလေအဲ့ဒီစာလေးကိုဖတ်ပြီးတော့ကျင်နဲ့လိုက်တာကြိတ်လိုက်တာအချိန်ချင်းဖတ်မိပါတယ် ကြည်စမ်းပါဦးမိမကိုခေါ်လိုက်တာချစ်စနုံးနဲ့ကြည်ရင်အဖျားလေးစုတ်ခေါ်လိုက်တာဘိုးချုပ်ရဲ့မိသားစုစိတ်ဓာတ်ဘယ်လောက်ရှိရဲ့ဆိုတာစစ်တင်တာပတိချုပ်ကြီးလုံနေပြီးတော့မနှက်စာစားကြတာပဲပြုတ်နဲ့နံပြားလူတာမန်နေစားတဲ့စိရသားတွေစားတဲ့အများပြည်သူစားတဲ့အလွန်ရိုးချင်တဲ့မနှက်စာအင်းငါတို့ဘိုးချုပ်တွေနဲ့တော့ကွာပါကွာစိတ်ထဲမှာတွေးမိတယ် အဲ့ဒီစားကျင်တဲ့ပဲပြုတ်နံပြားကိုမှားတာကသူ့အိမ်ကသူ့မိမသူကအိမ်ကြောင်ဦးစီးသူကမြန်မာနိုင်ငံလွတ်လပ်ရေးရဖို့နေမအိညာမအိအလုတ်လုပ်နေတဲ့သူအိမ်မှကြံရင်းခဲ့တဲ့ကိုမိမကိုမာတာပဲလေတံပြင်းပြင်းနဲ့မှားလဲဖြစ်တာပေါ့အေးပဲပြုတ်နံပြားစားကျင်တဲ့ကွာပို့ဆန်းစုလဲပို့ရမှာပေါ့ဒါပေမဲ့ဘူချုပ်လေးကိုချင်းစာစိတ်ကြီးမှလိုက်တာ အိမ်မှာကြံခဲ့တဲ့ဇနီးကိုကိုရင်းစားတယ်။ဩသူ့မှာလည်းကလေးသုံးအောင်နဲ့စားရည်တောက်ရည်နေရည်တိုင်းရည်လျှော်ရည်ပွင့်ရည်ကြောင်းသွားရည်တွေနဲ့အလုပ်တွေရှုပ်တွေရှာမှာပါ။တကယ်လို့များမအားလို့ဒီပဲပြုတ်နှမ်းများလေးမဝယ်မိရင်မဝယ်ပြစ်ရင်စိတ်မကောင်းဖြစ်နေမှလဲဘုရုပ်စိုးရင်ရှာတယ်နဲ့တူပါတယ်။ဒါကြောင့်သူ့စာထဲမှာစကားလေးနှလုံးထည့်ရေးပါတယ်။ရရင်တဲ့ conditional clause ခေါ်ပါတယ်ရရင် အရိဘေကရရင်တော့စမ်းကြည့်ပါလေကွာမိမအားလို့မရရင်လည်းနေပါစီလို့ပြောနေတယ်လို့ပါပဲအောင်ဆန်းဆိုင်ထိုးသိတဲ့ဘောကြဘိုးချုပ် crazy တမဘိုးချုပ်ကိုတိတ်တူခြင်းပြီးဘိုးချုပ်လိုဖြစ်ခြင်းနဲ့ကောင်းရှေ့ကပြောခဲ့တဲ့၄ခုကတော့အားကြပါမယ်သိတော့မလွယ်လာဘူးဖြစ်ဖို့ဒီစာလေးလောက်ကတော့ငါရေးရင်ဖြစ်နိုင်တယ်ပေါ့စိတ်ထဲကူးပြီးတော့ ။တနေ့ကျတော့ကျွန်တော်လည်းကျွန်တော်မိမအူအဲ့လိုစာလေးရေးတာဗျ။ဒီတော့ကျွန်တော်မိမနာမည်ကမူမူတန်းဆိုတော့ဘုရုပ်လိုပဲကျွန်တော်လည်းအပြားလေးဆုပ်ပြီးမူရင်ဘုရုပ်လိုပါပဲပဂသနမဖက်ပါဘူးပဲပြုတ်နဲ့နံပြဘုရုပ်လိုပါပဲကိုချင်းစာစိအပြည့်နဲ့ရရင်နောက်ဆုံးစာကြနည်းနည်းခက်ရေးရမှာဘာဖြစ်လို့လဲဆိုတော့မနက်မနေ့အိယာကျွန်တော်ကအရင်ထားတာဟုတ်ဗျနော် ဲ့တော့ကိုဘွားနဲ့ကိုကိုက်အောင်တော့ငါရေးမှဖြစ်မယ်ဆိုပြီးကျွန်တော်စာအုပ်ကျွန်တော်ဒီလိုဆုံးသတ်ရတာမူရင်ပေတရုနဲ့နံပြရရရင်ကိုဝယ်ထားမယ်နော်ထွန်လွင်ရေးလေအဘယ်အဲ့ဒီစာလဲကျွန်တော်ဖတ်ပြီးရောကျွန်တော်ဘူဂျူးတေတောင်တာနေသေးတယ်ကျွန်တော်ခိုင်းတော်မခိုင်းဘူးမင်းအတွက်တော့ငါဝယ်ထားအောင်မယ်ဆိုပြီးတော့ ရေးပြီးတော့ Facebook ပေါ်တင်လိုက်တာဘာပြောကောင်းမလဲအိယာတည်းကမိမကပို့နေတာဟိုဗျာ Facebook ပို့နေတော့ကျွန်တော်တင်လိုက်တဲ့ post ကိုသူကတွေ့တာပေါ့ဗျာတွေ့တော့ထားလဲလာရောကျွန်တော်စီကိုတန်းလာတာပဲမေးတာဘယ်မလဲပဲပြုတ်နံများတဲ့ဝဲထားလာတာပေါ့ဗျာနော်အော်အဲ့မှာကျွန်တော်တခုစဉ်းစားမိတာပေါ့ကျွန်တော်ဘူချုပ်ကိုဘလောက်ပဲလေးစားလေးစားဘလောက်ပဲတူးကျင်တူးကျင် လောကကြီးမှာမတူရင်တူလို့မရပါဘူးအဲ့ဒါကိုဟိုအဝေးရသူတွေသိစေချင်တာပါမဟုတ်ဘူးလားသွားသွားတူနေတာကျွန်တော်တို့ဘူချုပ်ကိုနေရာတကာတူလို့မရပါဘူး